တရားထုတ်တာအသက်ရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေအသက်ရွယ်ကြီးတဲ့ကမ္မတာနဲ့သွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်မို့ချိန်ခါရှိတော့အဲ့ရကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတဲ့သတိပေးတာပဲဖြစ် ဆိုတော့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုချေကိုလက်ကိုကိုမပိုင်တော့တဲ့အနေထားမျိုးရောက်ပြီအင်အားတွေပြက်လက်နေမှာတရားထိုင်ခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုရင်မလွယ်ဘူးပေါ့နော်ခွေရီဆုံးရှုံးသွားငယ်တော့ကကြိုးစားမယ်ဆိုရင်ညာကြီးရနိုင် တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းရွယ်တုန်းမှစိတ်ဝရှာတယ်ငယ်တုန်းရွယ်တုန်းမှပဲတရားရှာကြတယ်ချီးတော်မှဆိုရင်အခွင့်အရေးမျိုးစုံဟာဆုံးရှုံးသွားတယ်အခွင့်အရေးဆိုရရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှင်တယ်အဲ့ဒီခွင့်ရေးကပျက်စီးတာပဲခြေနေပေးတဲ့ချိန်လေးမှာ 조사아트자아라ဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကတောထိမြို့ကပါလဆိုတဲ့တထေသာစေရွန်ကြောင့်သွားပြီးတော့တရားနာတယ်တရားနာတဲ့အခါမှာမြတ်စွာဘုရားက ဗြမစရိယဆိုတဲ့ချက်စင်တစ်ခုအသေးစိတ်ခေါ်လိုက်တဲ့အခါမှာသူစိတ်ဝင်စားတယ်သူအရွယ်ရှိတုန်းဓာတ်တွေလုံးဝငါအောင်မြင်နိုင်ပါပဲအရွယ်လွန်သွားရင်တော့အောင်မြင်မှုခက်ခဲတယ်လို့သူတို့အရွယ်ရှိတဲ့အချိန်မှာလည်းပဲသူ့မှာတောင်းဝတရားတွေကရှိတယ်မိသားစုဘဝနေတာဆိုတော့ တားရီသမီးတွေစီးပွားဥစ္စာတွေဒါတွေကိုစွန့်ရမှာဖြစ်တယ်ဒါတွေမစွန့်လို့ရှိရင်လည်းတရားထုတ်ဖို့ဆိုတဲ့အခွင့်အရေးကကောင်းတဲ့အချိန်ကြီးရတော့လွန်သွားနိုင်တော့ဟုတ်သူညီနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာသူညီကပါပြောတော့ဆိုပကူကြီးကငဲပါသေးတယ်ပေါ့ အသက်ရွယ်တရလာပြီသားရီသမီးတွေကြီးပြီဆုမတရားထုတ်တာကောင်းပါတယ်လို့ပြောတယ်။နော်အဲ့တော့အသက်ရွယ်ကြီးပြီဆိုရင်တော့အခွင့်အရေးရတယ်လို့ထင်တာကိုသူကြီးကအဲ့တော့ပါဠိဆိုတဲ့တတိယကဗျာပြပြောတော့လမ်းကြီးတဲ့အသက်ရဲ့ချီးသွားတဲ့ပုဂ္ဂိုလ်ဟာ ကိုလက်ကိုချေရတောင်းကိုစကားနားမထောင်ဘူးတဲ့ဟုတ်တယ်ဒီကိုစကားနားမထောင်ဘူးဆိုတာအသက်ရကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော်ကဒီပဲလှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်ရောက်တာရှိန်းနာရိုက်နာတွေဖြစ်လာလက်မြောက်ချင်လို့လက်မြောက်လို့ရကြမှာရကိုလို့ချင်တာတွေလုတ်ခွေရအခွင့်အရေးတွေနဲ့ကိုအဲသူပြောတဲ့စကားလေးကဒါအခွင့်အရေးရှိတော့လုပ်ရမယ်ဆိုတဲ့အထိပ်ပဲ သူပြောတဲ့စကားလေးကမှတ်သားရအောင်ဆရာစစ်စရိတာဟွန်ဒီဆရာတရားကြောင့်အိုမင်းရင်းရောပြီးအသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟတ္ထပါဒအနတ္တဝါသူလက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးသာသမီတွေမပြောနဲ့သူလက်သူ့ခြေရတော့သူ့စကားနားမထောင်တော့ဘူး သူလုံးချင်တိုင်းလုံးလို့မရဘူးလို့ပြောတာเนาะစကားနားထောင်ရှထသောဝိဟတထမောဝိဟတထမောဆိုတဲ့ရဲ့ကြီးလာလို့ရှိရင်အင်အားတွေကဆုပ်ပျက်စီးသွားပြီထရတော်မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ငယ်ငယ်တုန်းကဝိဇောရိယဆရာတော်ဖျားကြီးတရားဟောတာ ်ကြားဘူးလိုက်တယ်နားဘူးလိုက်တယ်အေးတဲ့ရရလို့ရှင်ထားခြင်းမီစုနဲ့ဒူးနဲ့လက်နဲ့မိတ်ဆက်ရတယ်တဲ့ဆရာတော်ရလို့ပြောတာဒူးလက်ထောက်ပြီးထားတာပြောတာဒူးနဲ့လက်နဲ့မိတ်ဆက်နေရပြီဒီတိုင်းမထားနိုင်တော့ဘူးငယ်တော့ကတော့ဖြတ်ခနဲ့ဆိုထားလို့ရတယ်ကြည့်ပြီးဆိုတော့လို့လို့မရတော့ဘူးအဲ့တော့ပြောတာရတ္တသောဝိဟတ္တထာမော ာမဆိုတဲ့စွာရီပျက်စီးကုန်ပြီအဲ့ဒီလိုခြေနေဆိုးနေတဲ့အချိန်မှာ ကထန္တမန်စရိတ္တိဘယ်လိုနီးနေမင်းတရားအထုံးမှာတော့ကိုချေကိုလည်းကတော့ကိုစကားနောက်တော်မူအဲအရေးမရှိတော့ဘူးဆိုမှဘလို့လို့ဒီတရားထုတ်မှလေချိုးစားမှရနိုင်တဲ့အရာတစ်ခုပါအခွင့်အရေးတွေဆုံးရှုံးနေပြီလို့ အဲသိတာမြင်လာတဲ့အခွင့်အရေးပဲဒါကအသိရဲ့ជីវិតရားထုတ်လို့ကဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်သေးတယ်ဘယ်ဘမအောင်ထုတ်ပဲနဲ့ဟိုတရားထုတ်မယ်ဆိုလို့ရှိရင်ရနိုင်သေးတယ်လို့ပြောအောင်